မင်္ဂလာပါခင်ဗျာကျွန်တော်စုံမျိုးပါအာဒီနေ့ကတော့ကျွန်တော်မိတ်ဆွေညီကုံမတော်မတွေကို Gas TRN Lochani Lochi နီးနဲ့ Security Me ចောင်းကိုမျှဝေပေးมาဖြစ်ပါတယ်ခင်ဗျာဒီကားလေးကတော့ Honda Fit GB1 မျိုးစားလေးဖြစ်ပါတယ်เนาะအာသူကကျတော့ Smoky နဲ့လာတယ်ဒီ Smoky Function လေးမှာအာကျွန်တော်တို့ဒီ TRN Lochara နဲ့ပတ်သက်ပြီးတော့มาမျှဝေပေးมาဖြစ်ပါတယ် အဲ့ကျတော့ကျွန်တော်တို့ STIR လောရှမယ်ဆိုရင်ဥစွာပထမတော့ပိတ်ပေးပါတော့ပိတ်ပြီးလို့ရှိရင် ကျွန်တော်တို့ကဘယ်ဘက်ကိုရှားလို့ရသလိုညာဘက်ကိုလည်းရှားလို့ရမှာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်ဘယ်ဘက်ကိုရင်ရှားပြမယ်နော်ဒါဆိုရင်လော့ကျသွားပါပြီနော်လော့ကျသွားတဲ့အခါမျိုးမှာ ကျွန်တော်တို့ဘယ်ဘက်ကိုလည်းလှည့်မရဘူးညာဘက်ကိုလည်းလှည့်လို့မရပါဘူးအဲ့လိုအဲ့လိုနေထားမျိုးမှာကျွန်တော်တို့က ဘယ်နဲ့ညာရဲ့ကြားမှာကျွန်တော်တို့လှည့်မရတဲ့အရှင်နေကြားထဲမှာကျွန်တော်တို့ clearance အရှင်နေတွေနည်းနည်းရှိပါတယ်အဲ့လိုနည်းနည်းလေးဆွဲလိုက်ပါနည်းနည်းလေးဆွဲလိုက်ပြီးလို့ရှိရင် steering lock ကိုပြန်ဖွင့်မယ်ဆိုရင်ဖွင့်လို့ရပါတယ်အဲ့ဒါဆို steering lock ပြီးသွားပြီပါပြီအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ရင်ကျွန်တော်ဆက်ပြီးတော့မှရှပြမယ်ကျွန်တော်ဒီတစ်ခါတော့ညာဘက်ကိုရှပြမယ်နော်ညာဘက်ကိုရှမယ်ဆိုရင်လည်းညာဘက်ကိုအဆုံးထိဆွဲပါအော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လော့ကျသွားပြီလော့ကျသွားတဲ့အခါမျိုးမှာ ျွန်တော်တို့ဟိုဘက်ဒီဘက်လှည့်မယ်ဆိုလို့ရှိရင်လှည့်လို့မရတော့ဘူးเนาะလှည့်လို့မရတော့တဲ့အနေအထားမျိုးမှာကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်အဲ့လှည့်လို့မရတဲ့အနေအထားကြားအကွာဝေးလေးပေါ့เนาะအဲ့ကြားအကွာဝေးလေးကိုနည်းနည်းလေးလှည့်မယ်နည်းနည်းလှည့်ပြီးတော့မှ clear အနေအထားမျိုးမှာကျွန်တော်တို့ပြန်ပြီးတော့မှတော့ online မယ်ဆိုလို့ရှိရင်အာဒါဆိုလို့ရှိရင် log ဖြည့်ထားပြီးတာဖြစ်ပါတယ်เนาะအဲ့တော့တခါတည်းမှာဖြစ်တတ်တာကျွန်တော်မေဆွေတွေကအဲကျွန်တော်တို့ကားကို တော့ခတ်ထားလိုက်တယ်နော်တိမ့်ထားလိုက်ပြီပေါ့ဗျာတိမ့်ထားလိုက်တဲ့နေသားမျိုးမှာကလေးတယောက်ယောက်ကတစုံတယောက်ယောက်ကကျွန်တော်တို့လှည့်လိုက်တဲ့ခါမျိုးမှာလော့ကျသွားတတယ်အဲ့လိုလော့ကျသွားတဲ့နေသားမျိုးမှာတော့အထိုးလို့မရအောင်ထိုးလို့မရတဲ့နေသားမျိုးမှာဘယ်လိုလုပ်ရမလဲဆိုပြီးတော့တိုင်ပတ်တာတွေရှိတယ်နော်အဲ့ဒီခါမျိုးမှာကျွန်တော်တို့ဘယ်နဲ့ညာတဲ့ဂျားထဲမှာကျွန်တော်တို့ clear ရတဲ့နည်းနဲ့အရှင်နေရှိတယ်ပြီးရင်တော့ on လိုက်ပါတော့ဒါဆိုလို့ရှိရင်တော့ဒါလော့ဖြီထားပြီးသားဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကားကိုကျွန်တော်တို့ လော့ချတယ်ဘလို့ရှင်နေမျိုးမှာရှာရမှာလဲဆိုရင်ညမတုံးတော့တဲ့အနေထားမျိုးပေါ့နော်အော်ကျွန်တော်တို့လမ်းဘေးမှာတင်ရတဲ့ကားတွေအများစုရှိတယ်အဲ့ဒီခါမျိုးမှာဆိုလို့ရှိရင်လော့ချပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့စတီယာရင်လော့ချထားတယ်ဆိုလို့ရှိရင်တကားပေါက်ပွင့်ခဲ့တဲ့ထားအောင်တော့အလွယ်တကူခိုးယူလို့မရပါဘူးခင်ဗျာအဲဒါလေးကတော့ဒါနိဗိညာဘူဒ္ဓတာတစ်ခုအနေနဲ့မျှဝေပြတာဖြစ်ပါတယ် ီနေရာမှာဂျုံလုံးလေးကျွန်တော်မိတ်ဆွေတွေမေးထားတဲ့အကြောင်းအရာလေးလည်းထည့်ပြီးတော့မှကြားညက်ပြီးတော့မှပြောပြလိုက်ပါဦးမယ်ခင်ဗျာကျွန်တော်မိတ်ဆွေတွေကကျွန်တော်တို့ညသိမ့်တဲ့အခါမျိုးမှာကျွန်တော်တို့တကားကိုလောရှလိုက်ပြီးတော့တော့ပြလိုက်ပြီးပေါ့ဗျာလောရှလိုက်တဲ့အခါမျိုးမှာကျွန်တော်တို့ဒိုင်ခွက်အတွင်းမှာကျွန်တော်တို့အနီအောင်မီလေးကတော့လင်းလိုက်မိတ်လိုက်လင်းလိုက်မိတ်လိုက်ဆိုပြီးတော့မှ ဖြစ်နေတယ်အဲ့ဒါဘာဖြစ်တာလဲပေါ့နော်ကျွန်တော်ခဏခဏလာမေးကြတယ်နော် တကယ်တမ်းရတော့ဒီကားကိုကျွန်တော်တို့က security ချထားတာပါတကယ်လို့တဘောတစ်ခုပေါ့နော်တစုံတယောက်ကကျွန်တော်တို့ရဲ့ခွင့်ပြုချက်မရဘဲနဲ့တကားကိုဆွဲဖွင့်လာလို့ဆိုလို့ရှိရင် तू ကအရှက်ပေးပါတယ်အာနော်အဲ့ဒါဆိုရင်ကျွန်တော်စမ်းပြမယ်နော်အာကျွန်တော်ဒီဒီတကားလေးကိုကျွန်တော်အာနော်တော့နဲ့မဖွင့်မဲနဲ့ဒီရလေးကိုကျွန်တော်ဖွင့်လိုက်မယ်နော်အရှက်ပြလားမပြလားစစ်ကြည့်မယ်နော် 哦滴滴滴滴滴ဆိုပြီးတော့ online เนาะဒါ security မိပါเนาะအဲ့ဒီခါမျိုးမှာ remote ကကျွန်တော်တို့အဖွင့်ပိတ်ခလုတ်ကိုကစားပြီးမှသာလဲအဲ့ TTT တရရက်တော့မှာဖြစ်ပါတယ်เนาะဒါကတော့နိပညာဘူတူတာတစ်ခုနေနဲ့ကျွန်တော်ထည့်ပြီးတော့မှကျွန်တော်မိတ်ဆွေတွေမေးကြတဲ့အတွက်ကြောင့်မလို့ကြားညက်ပြီးတော့မှဖြစ်ပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေညီကုံပေါ်မှာတွေကို security မိအကြောင်းနဲ့ steering lock အကြောင်းကိုမျှဝေပြီးသွားဖြစ်ပါလိမ့်ခင်ဗျာ။ဒါပျော်ရွှင်သောနေ့လေးဖြစ်ပါစေခင်ဗျာ။ကျွန်တော်နဲ့အတူနောက် video တွေမှာပြန်လည်တွေ့ဆုံကြပါစို့ခင်ဗျာ။